Hey guys, welcome back. ဒီတစ်ခါမဆူရလေးလာရမယ့်စကလုံးလေးရတော့မျက်စိပွင့်နားပွင့်ပေါ့နော်။ရမ်းအောင်မဟာ lit ဖြစ်သွားတယ်ပေါ့နော် enlightened ဖြစ်သွားတယ်လင်းပွင့်သွားတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ eye opening လို့ခေါ်တယ်မြန်မာလိုနဲ့ခက်ဆင်ဆင်ပဲ eye opening eye opening အတိတ်ကအလင်းပွင့်သွားတယ်အာမျက်စိပွင့်နားပွင့်ဖြစ်သွားတယ်ပေါ့နော် so it means unexpectedly enlightening ပေါ့နော် so for example there is always eye opening news on internet each and every day internet ပေါ်မှာတဲ့တကယ်မှမျက်စိပွင့်နာပွင့်ဖြစ်စေတဲ့သတင်းတွေကနေ့တိုင်းနေ့တိုင်းရှိပါတယ်တက်နေရပေါ့နော်မြင်ရ meditating was such an eye opening experience it just gives me a new mindset တရားထိုင်ခြင်းဟာတကယ်မှအလင်းပွင့်စေတဲ့ အာအတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်တဲ့အဲဒီတော့တရားထိုင်ခြင်းအပြင်ကျမကိုအာ mindset အသစ်တွေတကယ်အတွေ့ခေါ်မှုပုံစံအသစ်တွေပေးစွမ်းပေးပါတယ်ပေါ့နော်အဲဒီတော့ eye opening ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့စာကြောင်းတစ်ကြောင်းရေးကြည့်မယ်အဲ့စာကြောင်းကဘလို့လဲဆိုတော့ဒီနေ့ lecture ကတကယ်ကိုအလင်းပွင့်စေတယ် အလင်းပွင့်တယ်ဟုတ်ဘယ်လိုပြောလဲ eye opening လို့ပြောတယ်เนาะအဲ့တော့ဒီစာကြောင်းလေးကိုအောက်က comment မှာ english လို့ပြန်ရေးပေးခဲ့မယ်เนาะအဲ့တော့ thank you very much for watching and see you next time bye bye